38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရေးစေဝါလွှဲတော်မှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ပြစ်ရေးနှင့်ဖန်စီရမိသည့်မူရေးစေဝါများမိရှုပြည့်စည်ခြင်းအောင်မြင်စွာကျင်းပနိုင်ရေးဒုတိယကြိမ်လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရေးစေဝါလွှဲတော်မှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ပြစ်ရေးနှင့်ဖန်စီရမိသည့်မူရေးစေဝါများမိရှုပြည့်စည်ခြင်းအောင်မြင်စွာကျင်းပနိုင်ရေးဒုတိယကြိမ်လုပ်ငန်းညှိနှိုင်းစည်းဝေးကို ဇွန်လ23ရက်နနက်9:00နာရီကတောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခမ်းမနှစ်နိုင်ကျင်းပပြုလုပ်ခဲ့ပါတယ်။လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ရှမ်းပြည်နယ်မူရစ်ဈေးဝါနှင့်စိတ်ကိုပြောင်းလဲစေသောဈေးဝါများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးအဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်းကပထမအကြိမ်အစည်းအဝေးတွင်စက်ကော်မတီအသီးသီးအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆုံးဖြတ်ချမှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်းယခုအစည်းအဝေးတွင်မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ပြီးစည်းမှုအခြေအနေများလုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါကတင်ပြပေးကြရန်လိုအပ်ချက်များဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်ပြောကြားခဲ့ပါသည်။ထို့နောက်လုပ်ငန်းဆက်ကော်မတီ14ခုမှကော်မတီအလိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြပြီးရှမ်းပြည်နယ်ရဲမှူးချုပ် ကျောကျော်ဟန်ကလိုအပ်ချက်များကိုဖြည့်ဆွက်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ယင်းနောက်ပြည်내ဝန်ကြီးကဆက်ကော်မတီအသီးသီးမှဆွေးနွေးတင်ပြချက်များအပေါ်တက်ဆိုင်ရာတာဝန်ရှိသူများနဲ့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။